ားလုံးပဲမင်္ဂလာပါစုံစီဓမ္မ channel လေးရနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ဖတ်ပြပေးမှာတော့ဆရာကြီးတင်ညွန့်ရဲ့ဖခင်တော့ကဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်ဖခင်တော့ကကိုဖိုးနေပဲလေဗျမိုးချုပ်နေပြီဒီချိန်ထိတားအပြန်မလာသေးဘူးဆရာကြီးအဲ့ဒါလမ်းထိပ်ထွက်ကြည့်မလို့ဆရာရောသူပြောဒီအချိန်က၈နာရီထိုးကနေပြီခုကာလက ကျွန်တော်တို့ရွာလေးတွင် ၈နာရီတည်ညနေနေပြီကျွန်တော်ကလမ်းထိပ်ဆိုင်မှာမုံလင်းများတွားဝင်မလို့ဗျာဗိုက်စားတာနဲ့ကျွန်တော်တို့နေ့ရောက်လမ်းထိပ်ကို ရောက်လာကြသည် မုံဆိုင်တွင်ပေါင်မုံတစ်ထုပ်ဝယ်ပြီးကျွန်တော်ကကိုဖိုးနီထိုင်နေသည်အုတ်ခုံစီသွားလာသူ့ဘေးမှာဝင်ထိုင်လိုက်သည်ရော့ကိုဖိုးနီစားပါအောင်နေပါစီဆရာနှစ်ခုဝယ်လာတာဗျတယောက်တစ်ခုစားကြတာပေါ့ဒါနဲ့တားကဘယ်မှာလုံးလို့လဲ တာလိုင်းတာယာဘက်မှာလှုပ်ဆင်းရတယ်ဆရာညပြန်လာမိုးချုပ်ရင်စိတ်ပူရတယ်တာဘယ်ရွယ်ရှိပြီလဲ16နှစ်ဆရာအင်းစိတ်ပူရမယ်ရွယ်ပြီပဲဟုတ်တယ်ဆရာညဆို7နာရီလောက်မှပြန်မရောက်ရင်စိတ်ပူနေရပြီဒါတောင်ခိုးက9နာရီလောက်ကလေးကအလုပ်ဆင်းတာနော်အေးဗျာကားတွေကလည်းကြက်တာဟုတ်ဗျကျွန်တော်မှဒီရှာကျွေးတဲ့ဒါလေးတယောက်ပဲရှိတာ စိတ်ဝင်ရတာဆရာကြီးဒူတာတစ်ခုခုဖြစ်သွားလို့ကတော့ကျွန်တော်ရောကျွန်တော်မိမပါဒုက္ခပဲခမရမိမကရောတက်တာရလားဗျမတက်တာပါဘူးဆရာရဲ့စေဝတ်နေတယ်တော်တော်လေးယုံနေရတာမလွယ်ဘူးဆရာตาလေးမရှာနိုင်တဲ့နေ့စားဖို့ရောဈေးကူဖို့ရောဘယ်လိုလုပ်ရမှန်းတော့မသိဘူးခမရကရောအလုံးမစင်းနိုင်တော့ဘူးလားပန်းနာရင်ချက်ကနာလာရှိပါဆရာရဲ့ကျွန်တော်လဲဈေးတောက်နေရတာပြန်မန်းတာတွေမလုံးနိုင်တော့ဘူး ေးဗျာตาလိမ်ပါလို့တော်ရေးတာပေါ့ตาအတွက်အလုတ်သွားလဲစိတ်ပူရအလုတ်ပြန်လဲစိတ်ပူနေရတာဆရာကြီးပူဆိုတာကအလုတ်ကအိမ်ပြန်ရောက်လဲကောင်းကောင်းအိပ်ရလဲမရှိပါဘူးဘာဖြစ်လို့လဲဗျာပဲချင်းလာဆွေးမလဲဆိုတော့စိတ်ပူနေရတာအတန်တွေကြားရင်ကလေးမှနေစရာမရှိဘူးပုံနေရတာပုံနေရတဲ့ညတွေဆိုအေးကြီးတွေကပြဲ့ရောမင်းနဲ့ဆိုလဲအစောကြီး ီကနေ9နာရီလောက်ထွက်ရတာဆိုတော့မောင်မောင်မဲမဲနဲ့ကားခေကိုရောက်သွားတဲ့လမ်းမှာပူရရတဲ့ဆရာကြီး16နှစ်သားကိုစိတ်မချလို့ကျွန်တော်ကိုယ်တိုင်မင်းနဲ့ဆိုကားခေလိုက်ဖို့ညဆိုရင်ထွက်ကြနေရတဲ့ဘဝဘယ်တော့များမှငြိမ်းမလဲမသိပါဘူးဆရာကြီးအေးဗျာခုချိန်မှာတားရှင်နိုင်ရဲ့ဝိတ္တုခါတွေပေါ့ဒီခေတ်ကလေးတွေဝင့်ကြီးတယ်ဆရာစားကောင်းခြင်းမစားရအိတ်ကောင်းခြင်းမအိတ်ရနဲ့ သူတို့မှာအပျော်ဆိုတာလည်းဘာမှမရှိဘူးမိုးမလင်းခင်အလုံသွားမိုးချုံမှ ပြန်လာညဆိုလေပုံးရှူပွဲရှူနေရဘဲသွားသွားကြည်လန့်စားစားနေပဲကျွန်တော်တို့ငငယ်တုန်းကပွဲတွေသွားမိုးလင်းမှပြန်လာဘယ်လောက်ပျော်စရာကောင်းလိုက်တယ်လဲသူတို့ခေကြမှာပွဲလည်းမရှိပါမရှိမိုးချုံရင်အပြင်းမထွက်ရဲလမ်းတွေမှာတရဲတောင်ချောင်းမှာကြောက်နေရတဲ့ဘဝအေးဗျာ အပျော်ရီပျောက်နေတာကြာပြီပေါ့ဟောဟိုမှာသားတော်မောင်ပဲအဖေကလည်းဘာဖြစ်လို့ထွက်ဆောင်နေရတာလဲဟာဥရောပဲအေးကွာမင်းဖေနဲ့အဖော်ထိုင်ပေးနေတာနောက်ကြလာရည်လားကွာဥရေတဲ့ဒီချိန်ဟိုနေရာကိုမဖြတ်ရဲလို့ရက်ွက်တွေတွေကဆင်းပြီးလမ်းလျှောက်လာရလို့ကြားနေတာအေးကွာမင်းဖေရမင်းကိုစိတ်ပူနေတာကျွန်တော်တို့လည်းအလုတ်သွားအလုတ်ပြန် စိတ်တောင်ကုန်လာပြီဦးရေကားကြက်တာကတမျိုးဟိုတရင်ကြပြေးရဒီတရင်ကြပြေးရနဲ့အေးပါကွယ်မင်းလိုလိမ်မာတဲ့သားဘေးကင်းပါပါအဖေထမင်းစားပြီးပြီလားစံကုန်နေလို့ထမင်းမချက်ရသေးဘူးဒါကြောင့်ထွက်ဆောင်နေတာသူတို့သားဖဆံဝင်ရဆိုင်လေးတို့ဝင်သွားကြတယ်ကျွန်တော်တယောက်ထည့်ပြန်ခဲ့သည်ညကတိတ်ဆိတ်နေသည်လမ်းပေါ်တွင်လူလည်းမရှိ ခွေးလည်းမရှိကျွန်တော်တို့သာရှိသည်ဟုတ်ကဲ့ပါဒါလေးကတော့ဆရာကြီးတင်ကျင်းရဲ့ဖခင်တော့ကဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်တော့ကကင်းဝေးတဲ့ဘဝကိုအမြန်ဆုံးရောက်ရှိကြပါစေဟုတ်ကဲ့ပါနာဆင်ပေသူအားလုံးကိုကျေးဇူးတင်ပါတယ်ခမညာ